လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ခရီးသွားလုပ်ငန်းမှာခရီးစဉ်ဒေသအသစ်တွေကိုခရီးသွားတွေစိတ်ဝင်စားမှုရှိလာရာကရင်ပြည်နယ်မှာရှိတဲ့ကြုံထော်ရေတံခွန်ခရီးစဉ်ဟာလည်းခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ခရီးစဉ်တစ်ခုဖြစ်နေပါတယ်။ကရင်ပြည်နယ်မြိုင်ကြီးမြို့ဒေသမှာတည်ရှိတဲ့ကြုံထော်ရေတံခွန်ဟာတာယာလှပတဲ့ရွှေဘင်းနဲ့စိမ့်လန့်နဲ့ပတ်ဝန်းကျင်ကြောင့်အခုနောက်ပိုင်းမှာလာရောက်လည်ပတ်သူများပြားလာခဲ့တဲ့ရေတံခွန်တစ်ခုပဲဖြစ်ပါတယ်။ကြုံထော်ရေတံခွန်ဟာဖအံ့မြို့ကနေမော်တော်ယာဉ်နဲ့သွားမယ်ဆိုတာက နှစ်နာရီကျော်ကြာမောင်းနေရမယ့်ခရီးတစ်ခုဖြစ်ပြီးတောတောင်တွေအကြားတာယာနှပ်ပတဲ့ရေတံခွန်အဖြစ်တည်ရှိတဲ့ရေတံခွန်တစ်ခုဖြစ်ပါတယ်။ကျုံတော်ရေတံခွန်ကိုလာရောက်လဲပတ်သူတွေဟာရေချိုးအပန်းဖြေကြသလိုရေချိုးရမှာအသုံးပြုရတဲ့ဘောကွင်းတွေကိုမှားယမ်းပေးတဲ့သူတွေလည်းရှိပါတယ်။ဒေတာကွန်အနည်းဈေးဆိုင်တန်းတွေကိုလည်းတိစောက်ထားပြီးဒေတာထွက်ပန်းမှန်တွေနဲ့ဒေတာထွက်အစားအစာတွေကိုလည်းရောင်းချပေးတာတွေ့ရပါတယ်။ က်ရှိမှာတော့ကျုံထော်ရေတကွန်ခီးစင်အပါအဝင်ကရင်ပြည်နယ်ကလက်ပတ်စရာဒေသတွေကိုရန်ကုန်ကနေနေချင်းပြန်ခီးစင်တွေကိုပြည်ရင်းခီးသွားဝင်ဆောင်မှုလုပ်ငန်းတွေကတအူးကိုကြက်၃သန်းခွဲနဲ့ပို့ဆောင်ပေးလျက်ရှိပါတယ်ကျောင်းထော်ရေတကွန်တီရှိရာမြန်ကြီးငူဒေတာဟာတက်တက်လွတ်နေနေဖြစ်ပြီးတဘာဝတောတောင်ရေမြေတွေနဲ့စိမ့်ညို့အုံဆိုင်တဲ့တောတောင်တွေကိုဖြတ်တန်းသွားရတဲ့ခရီးစဉ်ဒေတာဖြစ်တာကြောင့်ခရီးသွားလာရောက်မှုများတဲ့နေရာတစ်ခုဖြစ်လာနေတာဖြစ်ပါတယ်။